ရန်သုံးသိန်းနဲ့နဲ့ဖက်တဲ့ဟာဘလောက်ခံငယ်လဲဆိုတာပိတ်သက်တို့သိပါသလားဟုတ်ကဲ့ဒါကတော့နိုင်ကထုတ်ဝေထားတဲ့ Fatu the Future ဖက်နဲ့ပဲဖြစ်ပါတယ်ဖက်ရဲ့ခံငယ်မှုကိုစမ်းသပ်ဖို့အတွက်ဒီလူဟာပတ်စံအများကြီးအကုန်ခံပြီးတော့စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်လက်ဆွဲဆောင်မှာပြောပြထားတာကတော့သူ့ကိုအားကစားလုပ်ဖို့အတွက်တုံးလို့မရပါဘူးတဲ့အဲ့ဒီအချိန်မှာပဲဒီလူဟာအားကစားနှမျိုးစမ်းလို့ကြည့်ဖို့ဆုံးဖြတ်ပြီးတော့ချက်ချင်းပဲအားကစားခန်းမကိုသွားလိုက်ပါတယ်အဲ့တော့မတော့အပြည့်စက်ကိုအမြန်တော့အမြင့်ဆုံးမှထားပြီးနိုင်ရွယ်လောက်ဇက်တိုက်ပြေးခဲ့ပါလေကျွန်တော်တွေကျင်လာခဲ့ပြီးတော့မြေပြင်ပေါ်တော်မှလဲကြသွားခဲ့ပါလေ အဲ့နောက်မှာတော့ဘတ်စကတ်ဘောပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီးတော့ဖနက်ကိုခဏခဏတန်နေလိုက်ပါသေးတယ်။အဲ့နောက်မှာတော့ဘတ်စကတ်ဘောအရှိန်နဲ့ပြင်းပြင်းပြေးနေပြီးတနေ့လုံးအားကစားလုပ်ပြီးတဲ့နောက်မှာတော့ဖနက်အောက်ခြေကစတင်ကွာလာခဲ့ပြီးပဲဖြစ်ပါတယ်။ဒါဟာအားတရမှုစမ်းသပ်ဖို့အမိသဘောပဲဖြစ်ပြီးအခုတော့ဖနက်စီးပြီးတော့တန်ချောင်းလေးဘောကိုတန်နေကြည့်မှပဲဖြစ်ပါတယ်။ဖနက်ကပုံမသွားပဲနဲ့ခုံနေတာတော့မှအဆင်ပြေနေတာကိုကျွန်တော်တွေ့ရပါတယ်။ဟုတ်ကဲ့နောက်ထပ်စင်ကာပူအတွက်ကတော့ကြွားဆက်တစ်ခုယူလာခဲ့တာပါ။အမှုချိန်မြင့်တဲ့မီရိုရဲ့ထောင်ချောင်းတစ်ခုရဲ့ထပ်ပြီးတော့ယူလာခဲ့တာဖြစ်ပြီး ဖနက်ကိုပုံပေါင်းပြီးတော့တိုက်ခိုက်ကြပါတယ်။အဲဒီလိုမျိုးနိုင်ဝဲကြနှိမ့်ဆက်တာတော့မှကိုရီကလွဲပြီးတော့ဖနက်ဖွဲ့စည်းပုံဟာအရင်အတိုင်းပဲရှိနေပါသေးတယ်။ဒီကောင်မတော့သူတို့ရဲ့ညှိပေးမှုဒဏ်ကိုဆန်းသက်မှာဖြစ်ပြီးဖနက်ပေါ်မှာကွန်ကရစ်အရေတွေလောင်းချပြီးတော့7မိနစ်လောက်ညင်နေလိုက်ပါတယ်။နောက်ဆုံးမှာတော့ပြင်းရမြင့်တဲ့ရေပိုင်းနဲ့ထိုးပြီးတော့တန့်ဆင်လိုက်တဲ့အခါမှာတော့ဖနက်ကတန့်ဆင်ရှင်လေးပဲရှိနေသေးတာပါ။အဲဒီဖနက်တစုံလုံးကိုလုံးဝပျက်စီးသွားအောင်လုပ်ဖို့အတွက်ကတော့ကာဘင်ကြီးနဲ့ကြေးရမှာဖြစ်ပြီးဖနက်ရဲ့အောက်ခြေကအပတ်တစ်ခုသာကွာကျလာခဲ့ပါတယ်။ ဆက်လက်ပြီးတဲ့နောက်မှာတော့လမ်းကြိတ်ဆက်နဲ့ဖြည်းဖြည်းချင်းကြိတ်ပြီးတော့တစ်ခါတစ်ခါကြိတ်တဲ့အခါမှာဖနက်ဘော်ကိုအာတရာမှုတွေများလာခဲ့ပါတယ်။ပြန်ယူတဲ့အခါမှာဆိုလို့ရှိရင်တော့မြေကြီးပေါ်မှာအပေါက်တစ်ခုဖြစ်နေပြီးဒါပေမဲ့ဖနက်ကတော့အဝိုင်အောင်ရှုပ်နေပေးနေရုံများမကဘာမှတော့မဖြစ်ပါဘူး။ဒီခါမှာတော့ကရင်ကနဲ့တက်ကြည့်ပြီးတော့မြေကော်ဆက်နဲ့အချင်းချင်းထုရိုက်ပါတယ်။ဖနက်ကလုံးဝမလုံးကြုံနိုင်တော့ပါဘူး။ဒါပေမဲ့လေရေပြန်ဆေးကြီးလိုက်တဲ့အခါမှာတော့ဖနက်ဟာအကောင်းတိုင်းဖြစ်နေပြန်ပါသေးတယ်။ ဒီကောင်တို့ရှုပ်အိုင်တွေကိုအားသုံးပြီးတော့ပြစ်လိုက်ပြန်ပါတယ်။ဟုတ်ကဲ့ဒီလောက်ဆိုလို့ရှင်တော့ဒီဘက်နဲ့ဟာရွှန်သုံးသိန်းတန်တဲ့ဆိုတာလူကြီးမင်းတို့သိပါသလား။ဒီတရဝါတွေကတော့ရေထဲမှာနေထိုင်တဲ့ဒိုင်နိုဆောတစ်မျိုးပဲဖြစ်ပါတယ်။သူတို့တွေဟာရေနေတရဝါဆိုပေမဲ့အဆုတ်ကိုသုံးပြီးတော့အသက်ရှင်ရတာပါ။ဒါကြောင့်မလို့ပဲအချိန်တန်လို့ရှင်တော့ရေမျက်နှာပြင်ပေါ်မှာခေါင်းဖော်ပြီးတော့အောက်ဆီဂျင်လာပြီးတော့ရှုပ်ပေးရပါတယ်။ဒိုင်နိုဆောတွေရဲ့လေပင်ကအရင်ကိုရှည်တာကြောင့်ပဲမျက်နှာပြင်ပေါ်ကိုခေါင်းဖော်ပြီးတော့အသက်ရှူရလွယ်ကူပါတယ်။ရေဒဂုံအောက်ကနေသူတို့တွေပေါက်ွားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ ဒိုင်နိုဆောတွေကအဖွဲလိုက်ပင်လယ်အောက်ကိုကူးသွားပြီးကြောက်စရစ်တွေအများကြီးကိုလည်းမျိုးချတတ်ပါတယ်။အဲလိုမျိုးချရတဲ့အကြောင်းရင်းကတော့သူတို့တွေစားတဲ့အစားအစာတွေကအခုန်နေပါလာကြောင်းပဲကြောက်စရစ်တွေနဲ့မြန်မြန်ပြက်အောင်ပို့ပြီးတော့စားရတာပါ။ဒီလိုမဟုတ်ရင်တော့အစာမကြေဘဲနဲ့ဖျားတတ်သလိုတခြားအကြောင်းရင်းတွေကတော့ကြောက်စရစ်တွေကသူတို့ရေထဲမှာနေဖို့သူတို့ရဲ့ဝိတ်ကိုလည်းထိန်းပေးနိုင်လို့ပဲဖြစ်ပါတယ်။ဒိုင်နိုဆောရဲ့ခန္ဓာကိုယ်ပုံစံကြောင့်ပဲပင်နေရရန်ကုန်ကြည်တာကြောင့်ပဲကြောက်စရစ်တွေနဲ့ထိန်းထားရတာဖြစ်ပြီးတော့မှဒီလိုဆိုရင်တော့ပင်နေထဲမှာသူတို့လိုအပ်သလိုသွားလို့ရပြီပဲဖြစ်ပါတယ်။ ားပြီးပြီဆိုလို့ရှင်တော့သူတို့တွေဟာ net တဲ့နေရာကိုကူးသွားတက်ပြီးဒိုင်နိုဆောတွေကသူတို့ရဲ့ကလေးကိုအရွယ်ရောက်တဲ့အထိကျွေးမွေးတက်ပါတယ်။တောင်ဝင်ယူတဲ့စိတ်နဲ့အရန်ကိုကြီးလာသလိုပုံမှန်အပြင်းတော်တားမီးရဲ့ဆက်ဆံရေးကအရန်ကိုမှကောင်းပါလေ။အမေတွေကအသက်ရှင်ဖို့လိုအပ်တဲ့ပညာအလုံးကိုလည်းသင်ပေးတတ်ပါတယ်။အခုချိန်မှာတော့ငါးကြီးတစ်ကောင်ထွက်လာပြီးတော့ဒိုင်နိုဆောတားမီးကိုလာကိုက်ဖို့လုပ်နေပြီးကန်ဆိုးတော်ကတော့ဒိုင်နိုဆောအမေကကလေးမွေးတဲ့အချိန်နဲ့တိုးသွားလိုပါပဲ။သူ့ရဲ့ကလေးကလည်းငါးကြီးကိုသတိထားမိသွားခဲ့ပြီးတော့သူ့ရဲ့အမေလုံလုံချုံချုံနဲ့ကလေးမွေးနိုင်ဖို့ကလေးလေးဟာငါးကြီးဘက်ကိုကူးသွားခဲ့ပါတယ်။ အမှန်တကယ်တော့သွားပြီးတော့သေးတာနဲ့အတူတူပါပဲ။ငါးကြီးကအဖက်ဖက်ကနေသူ့တက်ကိုတာနေတာဖြစ်ပြီးတော့အရှင်ရောခန္ဓာကိုယ်ရောအလေးချိန်ရောလိုက်ဖမ်းနိုင်စွမ်းရောဒါပေမဲ့ငဲကောင်းလာတဲ့ငါးကြီးကတော့သူ့ကိုလက်လွတ်ပြီးတော့ကလေးမွေးနေတဲ့ဒိုင်နိုဆောအမေနာကိုသွားလိုက်တာပဲဖြစ်ပါတယ်။ကလေးလေးကထပ်ပြီးတော့လာနောက်ချက်ပြန်ပါတယ်။ငါးကြီးကလည်းစိတ်ဆိုးပြီးတော့သူ့ကိုပြန်ပြီးတော့လိုက်ဖမ်းပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒိုင်နိုဆောအများကြီးရောက်လာခဲ့တာဖြစ်ပြီးသူကဒိုင်နိုဆောလေးကိုကိုင်ပြီးတော့မဲ့အချိန်မှာပဲစစ်ကိုတွေရောက်လာခဲ့တာကြောင့်ငါးကြီးလေးအကိုက်ခင်ရပြီးတော့ထပ်ပြီးသွားခဲ့ရပါတယ်။ သူကဒီတိုင်းထပ်ပြီးသွားရတာကိုမကျေနပ်တဲ့အခါမှာတစ်ချက်ပြန်လှည့်လာခဲ့ပါတယ်။ဒိုင်နိုဆောအဖွဲ့ကလည်းသူ့ကိုပြန်ပြီးတော့ကိုက်ပါတယ်။အခုချိန်မှာတော့ဒိုင်နိုဆောအမေကကလေးမွေးနေပါပြီ။သူအားစိုက်လိုက်တာနဲ့ဒိုင်နိုဆောတိတ်တိတ်လေးတကောင်ထွက်လာတာဖြစ်ပြီးတော့ဒိုင်နိုဆောလေးကခွေပြီးတော့ထွက်လာပါတယ်။ပြီးလို့ရှိရင်တော့ဒီကုလုံးကတက်တီးလေးနဲ့ဆက်လာပြီးအပြင်လောကရဲ့အပူချိန်နဲ့လက်ရောညီတွေဖြစ်အောင်နေနေပါလေ။သူရဲ့အမေကတော့ငင်းငင်းတသာနဲ့သူ့ရဲ့ဘေးမှာလဲနေပြီးသူတို့တွေဟာနှုတ်တဲ့တရဝါလို့ရေရဲ့မျက်နှာပြင်ပေါ်မှာအောက်ဆီဂျင်သွားပြီးတော့ရှူပေးရပါလေ။ရေထဲမှာအကြာကြီးနေလို့မရသလိုပဲဒါကြောင့်မို့လို့သူ့ရဲ့အမေဟာ သူ့ကိုရင်းမြစ်ပေါ်ကိုသွားဖို့အတွက်တင်ပေးလိုက်ပါတယ်။နောက်ဆုံးတော့ဒိုင်နိုဆောလီဟာရင်းမြစ်နေပြည်ပေါ်ကိုအောင်မြင်စွာနဲ့ကောင်းဖော်သွားနိုင်ပြီဖြစ်ပြီးဒိုင်နိုဆောမိကသူ့ကိုမွေးတဲ့အချိန်မှာသူ့ရဲ့အကိုဟာအရန်ကိုကြည့်တဲ့ဇာတ်ကောင်ဖြစ်ခဲ့ပါတယ်။သူတို့ရဲ့စီယုံလာတဲ့အမျိုးတွေလည်းအပါအဝင်ပဲဖြစ်ပါတယ်ခင်ဗျ။